ီးသက်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြပေးသွားမှာကတော့ line ပေါ်မှာနာမည်အရမ်းကြည့်နေတဲ့ဒီ WeDo ပေါင်းနဲ့ဒီ online VPN ရဲ့ key တွေကိုကိုကိုတိုင်းဘယ်လိုထုတ်ပြီးတော့မှအသုံးပြုရမယ်ဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ link ကနေပြီးတော့မှကျွန်တော်တို့ application တစ်ခုကို download ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်ဒီ link ကို copy ယူပြီးတော့မှကျွန်တော်တို့ကဒီ Chrome ပေါ့နော်ကြိုက်နေတဲ့ရာ browser တစ်ခုမှာ copy ယူပြီးတော့မှဒီမှာအဲ paste လာလုပ်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့ဆက်သွားလိုက်ပါ ကောက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီများလေး outside နေတဲ့ဒီပေါ့เนาะဒီ download ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့မှ download ပြုတ်လုပ်ပေးရပါမယ်။ Okay ခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော် download anyway ကိုနှိပ်ပေးလိုက်ပါ။ Okay download anyway ကိုပဲဆက်ပြီးတော့နှိပ်ပေးရပါမယ်။ဒါဆိုရင်เนาะ download ပြုတ်လုပ်နေပါပြီ။သူ download ပြုတ်လုပ်နေတာကိုခေတ္တဆောင်ဆိုင်ပေးရပါမယ်။ Okay ပြီးသွားပြီဆိုလို့ရှိရင်เนาะအဲ့ဒီ application ကို install ပြုတ်လုပ်ပေးလိုက်ပါ။ โอเคပြီးသွားပြီဆိုလို့ရှင်เนาะတန်းကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီစက်ခွင်ကိုသွားပြီးတော့မှအဲ့ဒီ application ကိုဖွင့်ပေးရမှာပဲဖြစ်ပါတယ်။โอเคခုလိုပေါ်လာပြီဆိုလို့ရှင်เนาะအလောင်းပေးလိုက်ပါ။โอเคဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီပါပေါ့เนาะ view ပေါင်းနဲ့ဒီ outline key တွေကိုကျွန်တော်တို့ထုတ်လို့ရပါပြီအဲ့ဒီတော့ကျွန်တော်တို့ကဒီပါပေါ့เนาะအဲဒီ timeline ပေါ့เนาะဒီ timeline ကိုသွားလိုက်သွားပြီးသွားလိုက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီပါပေါ့เนาะဒီ view ပေါင်း key တွေရှိတယ်ပေါ့เนาะအဲ့ဒီတော့ကျွန်တော်တို့ကစိုက်နေတဲ့ရာ key တခုကိုကျွန်တော်တို့ copy ယူလိုက်ပါ โอเคခုလိုကြောင်ညာလေးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ခေတ္တဟိုဘောเนาะဒီကြောင်ညာတစ်ခုတော့ကြည့်ပေးရပါမယ်ပြီးပြီဆိုလို့ရှိရင်เนาะ skip video ကိုနှိပ်ပေးလိုက်ပါโอเค copy ယူပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ video box ဆိုတဲ့ဒီ software တွေကိုဝင်ပေးလိုက်ပါโอเคဒီခုလိုပေါ်လာပြီဆိုလို့ရှိရင်เนาะအလောင်းပေးလိုက်ပါပြီးရင်เนาะကျွန်တော်တို့ဒီအောက်ကဒီအလယ်မှာရှိတဲ့ config ဆိုတဲ့ file ကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်ကဒီအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီပေါ်တော့ဒီအပေါ်က import v2 ray uri uh, from အကလစ်ပုတ်ဆိုတဲ့ဟာကိုနှိပ်ပေးလိုက်ပါ okay ခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်က corner ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ okay ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ line ရန်ကောင်းပြီးတော့မှကျွန်တော်တို့ဘူဂျူပေါက်ကီးကိုကျွန်တော်တို့ကိုယ်တိုင်းထုတ်ပြီးတော့မှအသုံးပြုပေးထားတာပဲဖြစ်ပါတယ် line ရန်ကောင်းပါတယ်အသုံးပြုကြည့်ပါ okay နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီ outline key ကိုဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်အဲ့ဒီတော့ကျွန်တော် key pro ဆိုတဲ့ software တွေကိုပဲပြန်ဝင်ပေးလိုက်ပါ โอเคခုလိုကြောင်ညာတက်လာပြီဆိုလို့ရှင်เนาะကျွန်တော်ညာဘက်အပေါ်တော့ငါ continue app ကိုနေပေးလိုက်ပါဒါဆိုလို့ရှင်เนาะကျွန်တော်တို့ဒီပေါ့เนาะဒီ video ပေါ့ဆိုတဲ့ဒီအောက်ကဒီ outline ပေါ့เนาะ outline ရဲ့နောက်မှာဒီ copy ဆိုတဲ့ဟာကိုကျွန်တော်တို့ယူပေးလိုက်ပါโอเค copy ယူပြီးသွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီ outline ဆိုတဲ့ထဲကိုပြန်ဝင်ပေးရပါမယ်โอเคပြီးရင်เนาะဒီအောက်ကဒီ gorilla ဆိုတဲ့ဟာကိုနေပေးလိုက်ပါ ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီညာဘက်အပေါ်တောင်ကအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့မှအစွမ်းနာက copy ယူလာတဲ့ဒီ key ကိုကျွန်တော်တို့အဲဖိထားပြီးတော့ copy paste လုပ်ပေးလိုက်ပြီးဒီအောက်က s server ကိုကျွန်တော်နှိပ်ပေးလိုက်ပါပြီးရင်တော့ဒီအောက်က connect ကိုနှိပ်ပေးလိုက်ပါ ဒါဆိုရင်တော့ line ရန်ကောင်းတဲ့ကျွန်တော်တို့ဒီ outline key တစ်ခုကိုဒီရှိဆက်အသုံးပြုပြီးတော့မှကျွန်တော်တို့ဒီ Facebook တွေအဲနောက်ပြီးတော့မှဒီ VPN လိုတဲ့ဒီကျွန်တော် link တွေကိုကျွန်တော်ဝင်ရောက်အသုံးပြုနိုင်မှပြီပဲဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်ဒီ key တွေကတော့ကျွန်တော်ဒီအထက်မှာပေါ့နော်ကျွန်တော်တစ်ချက်ပြပေးမယ်။ဒီ key pro ဆိုတဲ့မှာဝင်ကြည့်ဝင်ကြည့်နိုင်ပါတယ်။အဲ့ဒီ key တွေကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီသူကဒီမှာတရက်စာပဲရတယ်ပေါ့နော်။ဒါဒီ key တွေကိုကျွန်တော်အသုံးပြုမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တရက်စာတရက်ဝင်ပြီးတော့မှကျွန်တော်တို့ခုလိုမျိုးကျွန်တော်တို့ရှိဆက်အသုံးပြုပေးရမှာပဲဖြစ်ပါတယ်။အဲပြည့်စက်ကြီးအားလုံးပဲအဆင်ပြေကြပါလိမ့်နော်။ကျွန်တော်ရဲ့ channel လေးကိုလည်း nay sẽ gọi lobby kia cho bọn không nhá